အားလုံးပဲမင်္ဂလာပါ။ဒိန်းနတ်ပန် YouTube Channel ရနေပြီးတော့အားလုံးကိုကျေးဇူးပါတယ်။ဆိုတော့ကျွန်တော်တို့အဲဒီဗီဒီယိုမှာတော့ဒီ Emery နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရကျွန်တော်တင်ပြတယ်မို့လို့ဆိုတော့ဒီ ESPN ရဲ့ Rob Dawson ကျွန်တော်ပြောထားတဲ့သတင်းကိုကျွန်တော်ဆွေးနွေးဆောင်မှာဖြစ်ပါတယ်။ဆိုတော့အားလုံးပဲမင်္ဂလာပါ။ဆိုတော့ရလာတဲ့သတင်းကကျွန်တော်ပါလဲဆိုလို့ရှိရင် Ruben Emery အနေနဲ့ကျွန်တော်ဒီ Sanalan နဲ့ပွဲမှာ2-0နဲ့နိုင်ခဲ့တယ်။ကစားပုံကောင်းတယ်အဆင်ပြေတယ်။ right မှန်တယ်ဒါပေမဲ့ကျွန်တော်ဒီရှေ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်အဲ brand phone နဲ့ပွဲကိုပဲကြည့်ကြည့်တော့ရှေ့မှာကျွန်တော်ဒီ Manchester City နဲ့ပွဲကိုပဲကြည့်ကြည့် Chelsea နဲ့ပွဲကိုပဲကြည့်ကြည့်အကုန်လုံးကျွန်တော်တို့ဒီပြောမှဆိုလို့ရှိရင် Arsenal နဲ့ပွဲပြီးကျွန်တော်နောက်ထပ်ပွဲစဉ်တွေ အားလုံးနှီးပါဟာဆိုလို့ရှိရင်ဒီပေါ့နော် Amrin အတွက်လုံးဝကျွန်တော်တို့ဒီပေါ့နော်ဒီ United မှာအနာကတ်မရှိတော့ဘူးဆိုတော့ပုံစံမျိုးတွေကျွန်တော်တို့ဖြစ်ခဲ့တာနောက်ဘောလုံးပွဲသုံးသက်သူတွေရောကျွန်တော်တို့ကိုယ်တိုင်ရောပေါ့နော်ပြိသက်တွေအမြင်မှာရောနော်ဒီပြိသက်တွေအတွက်ဆိုလို့ရှိရင်လည်းနှစ်ချမ်းကွဲစီခဲ့တယ် Amrin ကိုကျွန်တော်တို့ဆက်ထားမဲ့ပြိသက်တွေနဲ့ Amrin ကိုကျွန်တော်တို့ထုတ်ဟဲ့ဆိုတဲ့ပြိသက်တွေနဲ့ကျွန်တော်နှစ်ချမ်းနေကွဲစီခဲ့တယ်ဒီလိုပဲကျွန်တော်တို့ဒီဘောလုံးပွဲကျွန်တော်တို့ဒီအဲသုံးသက်တဲ့သူတွေအမြင်မှာဆိုလို့ရှိရင်လည်း United မှာကျွန်တော် ဘာဘာမှကျွန်တော်တို့ဒီ United အမွှေးတက်ဆိုတာမရှိတော့ဘူးဆိုတာမျိုးဝင်းရိုနီတို့ကိုယ်တိုင်ကျွန်တော်တို့ပြောခဲ့တာပေါ့နော်ဆိုတော့လူမျိုးကြီးကျွန်တော်ဖြစ်ပြီးမှဆန္ဒလဲနဲ့ပွဲပြီးအဲကျွန်တော်တို့အချိန်လေးကောင်းတစ်ခုကျွန်တော်တို့ပိုင်ဆိုင်ခဲ့တယ်ပေါ့လေဆိုတော့2-0ဆိုတဲ့ result ကလင်းရှိကျွန်တော်တို့ဒီရာသီရဲ့ပထမဆုံးကလင်းရှိကျွန်တော်တို့ရခဲ့တယ်ဒါပြင်ကျွန်တော်ကစားပုံဟာဆိုလို့ရှိရင်လည်းအဲဒီပေါ့လေอืมတော်တော်လေးမစိုးခဲ့ဘူးလို့ကျွန်တော်ပြောရမှာပေါ့နော် Emery အနေနဲ့လည်းအလုံးမဖြစ်တဲ့အရာတွေကိုကျွန်တော်အချိန်အနှောင်းနေပြုလုပ်ပြခဲ့တယ်ပေါ့နော်ဆိုတော့ ်အဲဒီအချက်တွေကကျွန်တော်တို့တော်တော်လေးထူးခြားမှုကောင်းတယ်ထူးခြားတယ်ပေါ့နော်ဆိုတော့ဒီ Rob Dawson ပြောထားတဲ့အထက်မှာဆိုလို့ရှိရင်ဒီ Manchester United ရဲ့လက်ရှိကျွန်တော်ကစားသမားတွေပေါ့နော်ကစားသမားတွေဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့ကျွန်တော် Brentford နဲ့အဲပွဲစဉ်မှာရုပ်ပြည့်စင်ပြည့်ကျွန်တော်တို့ရှုံးခဲ့သည့်တိုင်အောင်ကစားသမားတွေဟာဆိုလို့ရှိရင်သူ့ကိုလုံးဝကျွန်တော်ထောက်ခံထားစေကျွန်တော်ဖြစ်တယ်ဆိုတဲ့အားမျိုးတွေကျွန်တော်ပြောထားတယ်ဒါအပြင်ကျွန်တော်ဒီ Manchester United ရဲ့ဒီပေါ့နော်ကျွန်တော်ဒီဘယ်လိုပြောရမလဲ အကြီးပိုင်းဆိုင်ရာပေါ့နော်အကြီးပိုင်းနေမှာဆိုလို့ရှိရင်လေဒီမထား management level ဒီဖြစ်တဲ့ Jason Wilcox တို့ Uma Brander တို့နော်ဒီဒီဒီပုံကိုတွေอ่ะဆိုလို့ရှိရင်လေ Ruben Amorim ကိုဒီဘာအသင်းမှာဆက်ထားဖို့အတွက်ထောက်ခံထားစေကြောင်ဖြစ်တယ်ဆိုပြီးတော့အဲဒီ Rob Dawson ကကျွန်တော်တို့ပြောထားတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်တိတ်ပြီးတော့မထူးကြဘူးပေါ့လေမထူးကြဘူးဒီဒီနေရာမှာကျွန်တော်မေစမောင်းတို့ကိုယ်တိုင်လေ public မှာတို့ဒီနေပြနဲ့ပတ်သက်ပြီး100% ထောက်ခံစားသေးဆိုတဲ့အကြောင်းနေပြီးတော့ကျွန်တော်ဒီမတိုင်း delete တို့ပါအောင်ဆိုလို့ရှိရင်လည်း brand phone နဲ့ပွဲကျွန်တော်တော်တော်လေးကျွန်တော်မရှုမလားရှုံးခဲ့တာတော့မှနီးပြပေါ်မှာ100%ယုံကြည်စေဆိုတာမျိုးတွေကို public မှာထုတ်ပြောလာခဲ့တဲ့အခြေအနေမျိုးပါဒါအပြင်ကျွန်တော်ဒီ aerop တော်ဆန်ရေးတဲ့ထဲမှာဆိုလို့ရှိရင်သူသူရတဲ့ source တွေအရာပေါ့လေဒီ bruno fernandez အပြင်ဒီဘာလို့တခြားတော့ကျွန်တော်ဒီ leadership member တွေပြီးလို့ရှိရင်ကျွန်တော်ဒီအသင်းသူအသင်းသားတွေအားလုံးက Ruben Emery ကိုဆက်လက်ပြီးတော့ထောက်ခံနေကြစေဖြစ်တယ်လို့ဒီကျွန်တော်ဒီ Jason Wade Coach တို့ပြီးလို့ရှိရင်ကျွန်တော်ဒီ Uma Brada တို့เนาะဒီ Sergeant Redcliffe တို့ကိုယ်တိုင်ကလည်းဒီ Emery ကိုအသင်းမှာဆက်ထားဖို့အတွက်တော့ကျွန်တော်ဆုံးဖြတ်ချက်ချထားပြီးသား Emery အပေါ်မှာကျွန်တော်ယုံကြည်မှုအဲရှိနေစေကျွန်တော်ဖြစ်တယ်ဆိုပြီးတော့ဒီ Rob Dawson ကပြောထားတာဆိုတော့ကျွန်တော်ကြားထဲမှာ ဒီဇန်လနဲ့ပွဲပြီးရကျွန်တော်ပြောပြီးသားပါเนาะဒီနီးပြအပြောင်းလဲနဲ့ပတ်သက် ပြီးတော့ထွက်တော့မှာမဟုတ်ဘူးလို့ကျွန်တော်ပြောထားပြီးသားအခုလဲကျွန်တော်နီးပြအပြောင်းလဲဆိုတာဘာမှမထွက်တော့ပြီးခဲ့တဲ့ brandfold နဲ့ပွဲအပြီးတုန်းကပုံစံနဲ့မတူတော့ပြီးခဲ့တဲ့ brandfold နဲ့ပွဲအပြီးပုံစံအောင်ကျွန်တော်ကြည့်လို့ရှိရင်အဲဒီပေါ့เนาะအာရက်လက်တွေဆိုးတာဘလူတွေမကောင်းတာเนาะဟိုလူတွေကဝေဘန်ဒီလူတွေကဝေဘန်ပြီးတော့အဲကျွန်တော်ဒီအဲဒီ United ကကျွန်တော်ခတ်မယ်ဆိုတဲ့နီးပြအသစ်စင်းရင်းတို့ဘာလို့အဲလဲထွက်လာတာเนาะဒီ အဲဘယ်သူတွေပါလဲဆိုတော့ကျွန်တော်တို့ဒီ grass sock gate တို့เนาะပြီးလို့ရှိရင် zavi တို့အပြီးရင်ကျွန်တော်တို့ဒီတခြားသောကျွန်တော်တို့ဒီနီးပြားတွေအများကြီးပဲကျွန်တော်ထွက်လာ Premier League နီးပြားတွေလည်းပါတယ် zavi တို့လည်းပါတယ်ဒီ England နီးပြားဟောင်း sock gate တို့လည်းပါတယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့တင်းတွေထွက်လာတာ အခုကျတော့ကျွန်တော်ထွက်ပါလားဆိုတော့မထွက်မထွက်တော့ဘူးเนาะမထွက်တော့ဘာလို့လဲရလက်ကောင်းလာလို့ဆိုတော့ကျွန်တော်တို့ United မှာကဒါကကျွန်တော် culture တစ်ခုလို့ဖြစ်နေရပါတော့เนาะဒီနေရာမှာကျွန်တော်နီးပြအပြောင်းလဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဒီ personal အမြင်ကိုကျွန်တော်ကပြောချင်တယ်ပေါ့เนาะအခုလက်ရှိကျွန်တော်တို့တင်ရတော့တင်ပေါ့လीဆိုတော့ကစားသမားတွေထောက်ခံနေစေ Emery အတွက်တကယ်ကောင်းနေအဲဒီပေါ့เนาะကျွန်တော်တို့ဒီအခြေအနေတစ်ခုပဲလေကျွန်တော်ပြောလို့ရတယ်လက်ရှိ international break လဲဝင်နေတယ်ဆိုတော့ကျွန်တော်အမြင်ပေါ့เนาะကျွန်တော်အမြင် အမရင်ကျွန်တော်ဒီမနော်နောက်ထပ်ကျွန်တော်ပွဲလောင်းပါဗျာအခုဒီဆန်းနားလန်းနဲ့ပွဲပြီးကျွန်တော်ရာသီကုံသွားမှာမဟုတ်ဘူးနောက်ထပ်ကျွန်တော်ပွဲအများကြီးကြံသေးတယ်ပွဲဒီကျွန်တော်တို့ဒီအများကြီးမှအများကြီးကြံသေးတယ်နော်တရာသီလုံးတိုင်းတာမှာကျွန်တော်အများကြီးကြံသေးတယ် domestic cup ဆိုလို့ရှိရင်ကျွန်တော်က FA cup ကျွန်တော်ကြံသေးတယ်ဆိုတော့ဒီကြိုင်းမှာကျွန်တော်ပွဲစဉ်တွေအများကြီးကျွန်တော်ရှိသေးတယ်ဒီအချိန်မှာအမရင်ကအခုလက်ရှိဆန်းနားလန်းနဲ့ဂျီပဲကျွန်တော်တို့ကဒီတရာသီလုံး38ပွဲလုံးကျွန်တော်ကစားမှာမဟုတ်ဘူးကျန်တဲ့ကျွန်တော်တခြားသောကျွန်တော်လီဗာပူးဘရိုက်တန်အများကြီးကျွန်တော်ရှိသေးတယ်အသင်းကောင်းတွေနော် အများကြီးရှိသေးတယ်ဆိုတော့ဒီလိုအသိလေးနဲ့ကျွန်တော်တို့တွေ့ရင်ဆိုင်အောင်မဖြတ်ကျော်အောင်မယ်ပြီးတော့ကျွန်တော်အမရရဲ့လက်အောက်မှာအခုလက်ရှိကျွန်တော်ကြည့်ကြည့်လိုက်အခုလက်ရှိဒီယာဒီကိုပဲကြည့်ကြည့်လိုက်ကျွန်တော်တို့အိမ်ဝင်းမှာဒီပေါ့နော်ကစားပုံကောင်းရင်ကောင်းမကောင်းရင်ကျွန်တော်ရလက်ကောင်းတယ်ဒါပုံမှန်ပဲဆိုတော့အိမ်ဝင်းမှာကျွန်တော်တို့အချိန်ကြီးကောင်းတယ်ဒါပေမဲ့အဝေးဝင်းနေမှာကျွန်တော်တို့စောင့်ကြည့်ရအောင်မယ်အဝေးဝင်းနေမှာကျွန်တော်စောင့်ကြည့်ရအောင်အဝေးဝင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ရှိမှပြောခဲ့သလိုကစားသမားတွေကထင်းတယ်လို့မဖြစ်တော့ဘူးဆိုတာ ਨੇ ပြဿနာတစ်ခုမဟုတ်တစ်ခုကျွန်တော်တက်ပြီးတော့ ဒီပွဲကကျွန်တော်ရှုံးရှုံးမရှုံးရင်တည်ကြဆိုတဲ့ပုံစံမျိုးဒီနေရာမှာရှုံးပုံရှုံးနေရတဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်တယ်တည်ကြပုံချနေရတဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်တယ်အဲ့ဒါကြီးကကျွန်တော်ထုံးစံလို့ကျွန်တော်ဖြစ်နေပြီဆိုတော့အဝေးဝင်းဟို record တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်နော် Greensby တောင်းတဲ့ပွဲကြည့်မလား Full Hand နဲ့ပွဲကိုကြည့်မလားပြီးမှ Chester City နဲ့ပွဲကြည့်မလား Brentford နဲ့ပွဲကြည့်မလားကြိုက်တဲ့ပွဲကိုကျွန်တော်ကြည့်အဝေးဝင်းမှာကျွန်တော်တို့ကဒီရလက်လည်းမကောင်းဘူးပြီးလို့ရှိရင်ကျွန်တော်ဒီခြေစွမ်းကလည်းအိမ်ဝင်းလည်းဘာမှမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်တာဆိုတော့ အဲဒီနေရာမှာကျွန်တော်တို့ဒီပြောပြရရှိတာဘန်လီနဲ့ပွဲတော်ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီခြေစွမ်းကဆုတ်တာပဲပေါ့နော်ချယ်ဆီနဲ့ပွဲမှာဆိုလို့ရှိရင်လည်းအနီကက်တီကြောင့်ကံကောင်းထောက်မှမနိုင်လာပေါ့အခုလက်ရှိကျွန်တော်တို့ဒီလုံးဝပြောစီရအလွတ်ဆုံးပွဲကကျွန်တော်တို့ဒီတရာဒီလုံးမှာကျွန်တော်တို့ဒီဆန်လာလန်နဲ့ပွဲတပွဲပဲကျွန်တော်ရှိတယ်ပြီးတော့ကျွန်တော်တို့ဒီအဲဒီပေါ့နော်ဒီရာဒီဇကျွန်တော်အာဆင်နယ်နဲ့ပွဲပေါ့နော်အဲဒီဝမ်စီနဲ့ကျွန်တော်တို့ရှုံးခဲ့တဲ့ပွဲအဲ့ပွဲဆိုလို့ရှိရင်လည်းရှုံးခဲ့တာတော့မှငါတို့ကကောင်းရှုံးကြီးกว่าဆိုပြီးတော့ဂျင်းနဲ့ဟိုဘယ်လိုပြောရမလဲ အဲနှစ်သိမ့်လို့ကျွန်တော်ရာသေးရပါတော့။ဒါဒီလိုချင်းနေမျိုးဆိုတော့ Emery လောက်အောင်ကျွန်တော်စောင့်ကြည့်ချင်တာကအဝေးကွင်းကျွန်တော်တို့ဒီရလက်နဲ့ခြေစွမ်းပါတော့။အဲ့အချက်ကိုကျွန်တော်အဲစောင့်ကြည့်ချင်တယ်။ဆိုတော့ဘယ်လိုလာမလဲတော့ကျွန်တော်တို့စောင့်ကြည့်အောင်လာမယ့်လေဘာဘူးဆိုလို့ရှိရင်လေဘာဘူးအင်ကွင်းကျွန်တော်ကစားဖို့ရရှိတယ်။ဆိုတော့တရာဒီလုံးတိုင်းတာမှာကျွန်တော်ပွဲတွေအများကြီးကြံသေးတယ်။ဆိုတော့ Emery Emery ကိုကျွန်တော် personal အရဆိုလို့ရှိရင်တော်တော်လေးကြိုက်တယ်ပါတော့။တော်တော် ကြိုက်တယ်ဆိုတာကအဲသူကကျွန်တော်တို့ဒီ အဲဒီပေါ့နော်ကျွန်တော် Ineos တို့ကျွန်တော်ခန့်ထားတဲ့နီးပြမလို့တော့မဟုတ်ဘူး။သူကကျွန်တော်ဒီ media collaboration တော်တော်ကြီးကောင်းတဲ့အထင်မှာပါတယ်ပေါ့နော်။အခုလက်ရှိကျွန်တော် Sock Gate ကိုကျွန်တော်ခန့်ကျင်နေဆိုတာဒီလိုမျိုး media collaboration တွေ man management တွေကောင်းနေဆိုတဲ့အချက်မျိုးကြောင့်ပေါ့နော်။ဆိုတော့ Amrin ကလည်းဒီပေါ့နော်ကျွန်တော်ဒီ media collaboration တွေမှာ ဒီပေါ့နော်တော်တော်လေးမညံ့တဲ့နီးပြတရားကျော်ဖြစ်တယ်ဒါအပြင် man management မှာတော့အဲသူအနေနဲ့ကျော်ဒီပေါ့နော်နည်းနည်းလေးကျော်သူ ego ဖြစ်တာလေးတော့ကျွန်တော်ရှိတယ်ဒါပေမဲ့လည်းပဲသူကင်တယ်တဲ့ပုံစံမှာဆိုလို့ရှိရင်တော့ကစားသမားလေးကစားသမားတွေကျော်ဒီအဲဒီ flexible ဖြစ်ကြတဲ့အဆင်ပြေရတယ်လို့ကျွန်တော်တော့ထင်တယ်ဆိုတော့လက်ရှိကျွန်တော်တို့ဒီဟို mesa mount တို့ကျွန်တော်တို့ဒီ100% back လောက်ပါတယ်လို့ဘာလို့ပြောတယ်ဆိုတာအကြောင်းအကြောင်းမပြောရမှာမဟုတ်ဘူးဗျာ mesa mount ဆိုအခုလက်ရှိကြည့်လိုက်ဒီရာဒီဘယ်လောက်ကောင်းလာလဲဟုတ်တယ်မလား ဘယ်လောက်ကောင်းလာလဲကျွန်တော်တို့မြင်ထားပြီးသား Amarin သူ့ရဲ့ကျွန်တော် fitness အဲဒီ issue ကိုဘယ်လိုကင်တွေထားလဲပြီးခဲ့တဲ့ရာသီမှာကျွန်တော်တို့ဒီသူပြန်ကောင်းလာတာမှန်တယ်ဒါပေမဲ့ရန်တန်ပြီးစွတ်ဆက်ပြီးကျွန်တော်မတော့ဘူးเนาะ tree tree ပြီးတော့သူတောင်းတယ်နော်မေဆာမောက်ဘလောက်ကောင်းနေကစားသမားလေးဆိုတာသူသိရေဆိုတော့ everyday handle တော့အဲ့လိုမဟုတ်ဘူးနည်းနည်းကောင်းတယ်မလားအတုံးတုံးပြီးကစားသမားနေတန်ရပြန်ရပြီးလို့ရှိရင်ကျွန်တော်တို့ဒီပြန်ပြီးတော့နားရဘာမှကျွန်တော်တို့ဒီပွဲရ return လည်းမရှိဘာမှမရှိအခုလည်းရှိမေဆာမောက်ဘလောက်တောင်ကောင်းနေပြီလေဆိုတဲ့အရာကိုကျွန်တော်တို့မြင်နိုင်တယ် ဆိုတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်ကတော့အဲဆက်ပြီးတော့ကျွန်တော်စောင့်ကြည့်ခြင်းတွေကစားသမားတွေကထောက်ခံနေစေဆိုတာကိုကျွန်တော်သဘောကျတယ်အဲဒီ Amrin ကိုကျွန်တော်ကတော့အမှန်တမ်းပြောလို့ရှိရင်သဘောကျတဲ့ ဒီသူတယောက်ထဲမှာကျွန်တော်တို့ပါတယ်ပေါ့နော်လက်ရှိကျွန်တော်တို့ဒီသူအနေနဲ့ဒီသူ့ရဲ့ system ကိုပြောမှန်ဆိုလို့ရှိရင်အချိန်နောက်တချို့ကျွန်တော်တို့လောက်လာတာတွေကိုကျွန်တော်တို့တွေ့ရတယ်ဒါတွေကကျွန်တော်တို့တကယ်ကိုကြိုးစားရမယ့်အချက်လက်တွေလို့ကျွန်တော်မြင်တယ်ဆန္ဒလမ်းနဲ့ပွဲမှာဆိုလို့ရှိရင်တည်တည်တနာပဲပေါ့နော်ကျွန်တော်တို့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပေါ့နော်ပုံမှန်ကျွန်တော် base formation ကကျွန်တော်တို့ဒီ3 4 2 1ဆိုရဲ formation နဲ့တွားတယ်အဲဒီနေရာမှာမှကျွန်တော်တို့ out of position မှာဘယ်လိုကစားသလဲဆိုတာကကျွန်တော်တို့ လက်ရှိကျွန်တော်တို့ဒီအပီးခဲ့တဲ့ကျွန်တော်တို့ဒီမနော် brand phone နဲ့ပွဲဘာလို့မှကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်523ဆိုတဲ့ shape ကိုကျွန်တော်ပေါ်အောင်ကစားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ကစားပြီးတော့အဲဒီကွင်းလယ်မှာနှစ်ယောက်တည်းဆိုတော့ပြိုင်ဘက်ကကျွန်တော်တို့၃ယောက်လောက်ဆိုတာနဲ့ကျွန်တော်တို့ကဟာကွက်ကြီးကြီးကျွန်တော်ဖြစ်တာပေါ့နော်အဲ့လိုပုံစံမျိုးကိုကျွန်တော်ကစားနေ တော့ပြီးတော့ကျွန်တော်တို့ high line တွေမှာမကွမ်းရလို့ကစားသမားမျိုးတွေကျွန်တော်ထားတယ်။တော့အဲ့အဲ့လိုပုံစံမျိုးတွေအမှားတွေသူကိုယ်တိုင်လုပ်ခဲ့တာဗျာ။သူမမောက်သူမကောင်းဆိုပြီးတော့ကျွန်တော်တို့ဟိုမြင်လို့ရတဲ့အချက်တွေအများကြီးရှိတယ်။ဒါကစားသမားတွေကိုကျွန်တော်တို့က100%ဘလိန်းတော့မရဘူး။အဲကျွန်တော်တို့ဒီနီးပြနီးပြကြောင်နီးပြကြောင်ဆိုပြီးတော့ကျွန်တော်100%ပြောလို့ကမရသေးဘူး။ဆိုစနလနဲ့ပွဲမှာဆိုလို့ရှိရင်သူအပြောင်းလဲကြီးပြောင်းလဲလိုက်တယ်442 shape တွေပါကျွန်တော်တို့တွေးရတယ်လို့ဒီဘောနော်532ဆိုတော့ mesa mount ကိုကျွန်တော်တို့ဒီအဲဒီ neo number 10ကနေပြီးတော့ ကွင်းလယ်မှာကျွန်တော်လာရောက်ပူးပေါင်းစီတဲ့ကစားဟန်မျိုးတွေပါကျွန်တော် တွေ့ခဲ့ရတာဆိုတော့ဒီလိုမျိုးတွေကကျွန်တော်တကယ်ကိုကြိုဆိုရမယ့်အခြေအနေမျိုးတွေပေါ့နော် Amarin အနေနဲ့ဒီလိုမျိုးကျွန်တော်တို့ဒီအဲဒီပေါ့နော်ဟိုပြောင်းလဲတာမျိုးလေးတွေကိုကျွန်တော်တို့မြင်ရမှာဖြစ်မယ်ဆိုတော့ဟိုတခါအလုပ်ဖြစ်ပြီဆိုလို့ရှိရင်အာโอเคဒီဟာဒီဟာဒီဘွဲတော့ဒီလားအလုပ်ဖြစ်သွားပြီဆိုတော့နောက်ဘွဲကြီးကြလို့ရှိရင်ငါပုံစံအတိုင်းပဲအရင်အရင်ပုံစံအတိုင်းပဲ input session photo အဲဒီပေါ့နော်3 4 2 1 out of position out of position မှာ5 2 3နဲ့ပဲငါပြန်သွားမယ် hey ဆိုပြီးတော့အိုင်ညာမှာကွင်းလဲအပေါက်တွေဖြစ်ဒုက္ခတွေရောက်တိုင်းနေပတ်ဆိုတာမျိုးကျွန်တော်တို့ပြန်မမြင်ရဘူးလို့ကျွန်တော်ပြောလို့မရအောင်ဆိုတော့ Emery နေနဲ့သူ့ရဲ့ဒီ ego ကိုအတိုင်းတာတစ်ခုတည်းသူ Sunderland နဲ့ပွဲမှာ short ချပြခဲ့တယ်ဆိုတော့ဒီအချက်ကအကျော်ကြိုးစားရမယ့်အချက်ဖြစ်တယ်လို့နောက်လာမယ့်ပွဲစဉ်တွေမှာသူဘယ်လောက်ထိကျွန်တော်တို့ဒီ game ပေါ်မှာ adapt ဖြစ်ပြီးတော့ဘယ်လောက်ပြောင်းလဲနိုင်မလဲဆိုတဲ့အရာကသူ့ကိုကျွန်တော်တို့သူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးလိမ့်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ထင်တယ်ပေါ့နော်ဆိုတော့ brother တို့ရောလက်ရှိကျွန်တော် Amrin နဲ့ပတ်သက်ပြီးတော့ဒီဘောနော်ကစားသမားတွေကတော့ကျွန်တော် ထောက်ခံနေကြတယ်ဆိုတော့ brother တို့ရောထောက်ခံကြဆိုတော့ဟိုသူဘယ်လိုပုံစံမျိုးကျွန်တော်ရှေ့ဆက်ပြီးတော့တွားမယ်ဆိုလို့ရှိရင် brother တို့က Amrin ကိုကျွန်တော် ထောက်ခံတဲ့ပြည်သက်ထဲမှာပါလာနိုင်လောက်လေဆိုတော့ဆွေးနွေးကြကြပါအောင်ကြည့်ရှုအားပေးရညီကိုများအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe မဲ့သူဆိုလို့ရှိရင် subscribe လေးလုပ်ပေးထားကြဖို့အားလုံးကို request လုပ်ပါအောင်ကျွန်တော်နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ